မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖတ်မင်းအွန်လိုင်းနဲ့တရုတ်အထူးကိုယ်စားလှယ်တို့နေပြည်တော်မှာတွေ့ဆုံအပြီးမှာပဲမူဆယ်မြို့မှာမြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့အကျန်းဖတ်စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါလေအကျန်းဖတ်စစ်ကောင်စီကနေပြည်တော်ကို PDF တွေနဲ့လက်နက်ခဲယမ်းတွေဝင်ရောက်မှုမရှိအောင်သူ့လက်အောက်ခံဌာနပေါင်းစုံကအဖွဲ့ဝင်23ဦးပါတဲ့အဖွဲ့ကိုဖွဲ့စည်းပြီးကိုယ်ကဲစစ်စေးနေပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ုပထမဆုံးတင်ဆက်ပေးခြင်းတင်ကတော့အချမ်းဖတ်မင်းအောင်လိုင်းနဲ့တရုတ်အထူးကိုယ်စားလှယ်တို့နေပြည်တော်မှာတွေ့ဆုံပြီးမှာပဲမူဆယ်မြို့မှာမြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့အချမ်းဖတ်စစ်ကောင်စီတပ်အကြတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့မူဆယ်ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အခုလာရှေ့ရနေဖြစ်တယ်မနေ့ကပဲနေပြည်တော်မှာတရုတ်နိုင်ငံရဲ့အရှက်ရေးရာအထူးကိုယ်စားလှယ်နဲ့အချမ်းဖတ်မင်းအောင်လိုင်းတို့တွေ့ဆုံခဲ့ကြပြီနိုင်ငံနယ်ဆက်ရေးရာကိစ္စတွေနယ်ဆက်တည်ငြိမ်ရေးအပါအဝင်ကြားဖြန့်ဝေလိန်ဂိုင်းကိစ္စတွေနဲ့ မြန်မာနိုင်ငံကရွေးကောက်ပွဲလုပ်မယ့်အခြေအနေတွေကိုပါထည့်သွင်းဆွေးနွေးခဲ့ကြတယ်ဆိုပြီးစေကောင်စီကတည်င်းထုတ်ပြန်ထားပါသေးတယ်။ဒါပေမဲ့တစ်ဖက်မှာတော့အဲ့ဒီလိုအကြမ်းဖက်မင်းအောင်လှိုင်နဲ့တရုတ်အထုကိုယ်စားလှယ်တို့နေပြည်တော်မှာတွေ့ဆုံအပြီးမှာပဲ။မူဆယ်မြို့မှာမြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့စစ်ကောင်စီတက်အကြမနေ့ကည၈နာရီခွဲလောက်မှာတင်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်လို့မူဆယ်မြို့ဒေသခံပြည်သူတွေကပြောထားပါတယ်။လက်တလုံးမှာတော့မူဆယ်မြို့မှာမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကနေ အရှိမြောက်တိုက်စစ်ဌာနချုပ်တိုင်မှုဘုံမှုချုပ်စိုးလိုင်ဆိုတဲ့သူကိုလက်နက်ချဖို့ကန့်လန့်ထားတယ်ဆိုတဲ့သတင်းတွေလည်းပြည်သူတွေကြားမှာကြဲကြဲပြန့်ပြန့်ထွက်ပေါ်နေပြီမူဆယ်ဒေသခံပြည်သူတွေကတော့တရုတ်ပြည်ဘက်ကနီလန်းမျိုးစုံနဲ့စစ်ရှောင်နိုင်မှုကြိုးပမ်းဓာတ်တွေရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီကနေပြည်တော်ကို PDF တွေနဲ့လက်နက်ခဲယမ်းတွေဝင်ရောက်မှုမရှိအောင်သူ့လက်အောက်ခံဌာနပေါင်းစုံကအဖွဲ့ဝင်23ဦးပါတဲ့အဖွဲ့ကိုဖွဲ့စည်းပြီးကိုကက်စစ်စေးနေပြန်တယ်လို့နေပြည်တော်ကောင်စီတရင်ရှိမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ် အဲ့ဒီ23ဥပအထူးအဖွဲ့ကိုအချမ်းဖတ်စကောက်စီရဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌမြို့တော်ဝန်ဒုဗိုလ်ချုပ်ကြီးဟောင်းတန်ထွန်းဥဆိုသူကအဖွဲ့ခေါင်းဆောင်အဖြစ်ဥဆောင်ပြီးဘုံမကြီးရေမိုးဇေယလင်းခင်မောင်ဆန်းရေမိုးကြီးဇော်မင်းဥဒုဗိုလ်မှုကြီးဇေယမင်းအပါဝင်စကောက်စီရဲ့ဌာနဘောင်းဆောင်ကအဖွဲ့ဝင်စုစုပေါင်း23ဥပါဝင်နေဆိုပါတယ်အဲ့ဒီအဖွဲ့တွေကနေဇော်လလ16ရက်နေ့ကစပြီးနေပြည်တော်အတွင်းကို PDF တပ်ဖွဲ့တွေနဲ့လက်နက်ခဲယမ်းတွေဝင်ရောက်မှုမရှိအောင်ကိုကဲစစ်ဆေးနေကြပြန်ပြီးအဲ့ဒီလိုစစ်ဆေးတဲ့နေရာမှာလည်း နေရာနဲ့အချိန်ကိုပုံသေးသတ်မှတ်ထားတာမျိုးမရှိပဲရှောင်းတခင်စစ်ဆေးတဲ့သဘောမျိုးဖြစ်တယ်လို့နေပြီးတော့ကောင်းစီတည်င်းရင်မြစ်ကရင်ကုန်ခစ်တွေကိုပြောထားပါလေတစ်ဖက်မှာလေမိရထားတွေဘော်ကနေတစ်စစ်နေပြီးတော့ဒက်ကို PDF တပ်ဖွဲ့တွေဝင်ရောက်လာမဲ့လမ်းကြောင်းတွေကိုလည်းနေပြီးတော့ရဲနဲ့ထွေအုပ်တွေကမိရထားဝန်ထမ်းတွေနဲ့စစ်ဆေးကြက်မှတ်ရေးကော်မတီကိုဖွဲ့စည်းထားပြန်တဲ့အပြင်အဲဒီကနေပါစစ်ဆေးမှုတွေလှုပ်ဖို့ပြင်နေကြပြန်တယ်လို့နေပြီးတော့ကောင်းစီတည်င်းရင်မြစ်ကပြောထားပါလေခင်ဗျာ ခုတခါစကိုင်းတိုင်းဘက်မှာတော့ပင်လယ်ဖူးမြို့မှာအချက်ဖစ်စကောင်စီရဲ့ထောက်ပို့ရဟရင် MISMT ရဟရင်ကိုဒရုန်းနဲ့ပုံကျဲမှုဖြစ်စဉ်အတွင်းစေကောင်စီဘက်ကအရာရှိအပါဝင်ခေါ်နံဦးကတော့အသီးသီးသိကုန်ကြတဲ့အပြင်ရဟရင်မှုနဲ့စစ်ကောင်စီဝင်16ဦးကဒဏ်ရာတွေရသွားကြတယ်လို့အမျိုးသားညီညွတ်အစိုးရ NG ကာကွယ်ဝင်ကြီးဌာနကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဇွန်လ6ရက်နေ့ကစကိုင်းတိုင်းမှာရှိတဲ့ပင်လယ်ဖူးမြို့မှာ ဂျပန်စစ်ကောင်စီတပ်က MI-17 ထောက်ပို့ရဟတ်ယင်းနဲ့မြေပြင်မှာပစ္စည်းချတာတွေသူတို့ရဲ့ဒဏ်ရာရစစ်သားတွေကိုလာတဲ့ဓာတ်တွေလုပ်နေတဲ့အချိန်တော်လန်ရေးတပ်တွေဘက်ကအမတ်တစ်စစ်သားကိုကဲမှုနဲ့စကိုင်းတိုင်း drone လက်ယုံတပ်ဖွဲ့ကနေ drone နဲ့ပုံကျဲတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းမြေပြင်မှာရှိနေတဲ့စစ်ကောင်စီရဲ့ရဟတ်ရင်အမိပိုက်နဲ့လူတင်နေတဲ့နေရာကို drone ဘုံထိမှန်သွားပြီးစစ်ကောင်စီရဲ့ဘလူးစစ်ကြောင်းဆိုတဲ့အထက်ကအရာရှိအပါဝင် စစ်သား9ဦးကတော့နေရာမှတင်ပွဲချင်းပြီးကိုသေကုန်ကြတဲ့အပြင်ရဟယင်မှုတဦးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးကတော့အသီးသီးဒဏ်ရာတွေရသွားယုံနေမှာကအဲ့ဒီစစ်ကောင်စီရဲ့ထောက်ပို့ရဟယင်လဲထိကြိုက်ပြက်စီးမှုတွေရှိသွားတယ်လို့အမျိုးသားညီညွတ်အစိုးရ MG ကာဝေးဝင်ကြီးဌာနကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျဒီတခါရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ ပင်လုံမြို့အနီးမှာရှိတဲ့ SSPP SSA တပ်စခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်လျင်နဲ့ပေါင်900ဘုံကျဲချသွားတယ်လို့ SSPP SSA ရဲ့တော်လန်ရေးသတင်းရေးပိကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်ဂိုလာ9ရက်နေ့ညနေပိုင်းကပဲပင်လုံမြို့အနီးကရှမ်းပြည်ဒုတရေးပါတီရှမ်းပြည်တမတော် SSPP SSA တပ်စခန်းရှိတဲ့နေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်လျင်နဲ့လာပြီးပေါင်900ဘုံကိုကျဲချသွားတယ်ဆိုပါတယ်။ အဲ့ဒီ SSPB SSA ရှိတဲ့နေရာမှာကဘာတိုက်ပွဲမှမရှိပဲအကြံဖက်စစ်ကောင်စီကတမင်တကာရည်ရွယ်ချက်ရှိရှိဘုံလာကျဲတာဖြစ်တယ်လို့ထိခိုက်မှုတော့မရှိပေမဲ့ဒါကရန်စမှုလို့လည်းပြောလို့ရတယ်လို့ SSPB SSA ရဲ့တော်လိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာအကြီးအကျယ်စစ်ရှုံးနေတဲ့အကြံဖက်စစ်ကောင်စီတပ်ဟာရှမ်းပြည်နယ်တောင်ပိုင်းက SSPB SSA တပ်တွေကိုပါရန်စမှုတွေလှုပ်လာပြီးလက်တော်မှာလည်းရှမ်းပြည်နယ်တောင်ပိုင်းကစီဆိုင်မြို့နယ်မှာ ပို့မျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နဲ့အချမ်းဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားတိုက်ပွဲတွေတကြော့ပြန်ဖြစ်ပွားနေတယ်လို့အထိနာနေတဲ့စစ်ကောင်စီတပ်ဟာ PNLA နဲ့မဟာမိတ်ဖြစ်တဲ့ SSPP SSA တပ်တွေကိုပါတိုက်ခိုက်လာတဲ့အခြေအနေဖြစ်တယ်လို့လဲတော်လန်ရစ်တရင်ရင်းမိကပြောထားပါလိမ့်မယ်အခုတခါရခိုင်ပြည်နယ်ဘက်မှာတော့မောင်တော်မျိုးနဲ့မှာအချမ်းဖတ်စစ်ကောင်စီကလူသားတိုင်းဖြစ်ဖန်ဆီးထားတဲ့ရိုဟင်ဂျာတွေကိုအရခတ်တော်အေအေကနေအချိန်မီကဲထုတ်ပေးခဲ့တယ်လို့အရခတ်တော်အေအေကဗီဒီယိုနဲ့တကွသတင်းထုတ်ပြန်ထားပါတယ် လက်ရှိမောင်တော်မြို့ထဲမှာပိတ်မိနေတဲ့ရိုဟင်ဂျာတွေကိုအကြက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်လက်အောက်ခံမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကဘေးကင်းရာကိုပေးမတော်ပဲလူသားတိုင်းအဖြစ်ဒဇာကန်ဖန်စီခေါ်ယူထားတယ်ဆိုပါလေ။အဲ့ဒီလိုအကြက်ဖက်စစ်ကောင်စီဘက်ကလူသားတိုင်းအဖြစ်ဖန်စီခေါ်ယူထားတဲ့ရိုဟင်ဂျာတွေတဲကလက်သားဂျေရွာနေရိုဟင်ဂျာတွေကို အော်ဂူလာခေါနီယန်နီကပဲအရခတ်တတော်အေအေကနေအချိန်မီကဲထုတ်ပေးခဲ့ပြီးဘေးကင်းရာနေရာကိုပျောက်ရွှေ့နေထိုင်မှုစီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ အာရခတ်တော်အေအေကရုတ်တံဖိုင်နယ်တကွာတရားဝင်ထုတ်ပြန်ထားပါလိမ့်ခင်ဗျဒီတခါစီးပွားရေးသတင်းပတ်မှာတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်9800ကျော်တဲ့အထိစံချိန်ချိုးမြင့်တက်သွားပြန်ပြီမြန်မာကျပ်ငွေတန်ဖိုးတွေအရှိန်ဟုန်နဲ့ထိုးချနေမှုကပြည်တွင်းစီးပွားရေးတစ်ခုလုံးကိုကြက်ဆိုးတွေရိုက်ခတ်နေပြီလို့ရန်ကုန်စီးပွားရေးအတိုင်းဝိုင်းကပြောပါတယ်အခုလာရှေ့နေဖြစ်တဲ့မနေ့ကပဲပြည်တွင်းမှာမြန်မာကျပ်ငွေတန်ဖိုးဟာစံချိန်တင်ထိုးချနေတဲ့အခြေအနေကိုရောက်သွားပြီ အမေရိကန်ဒေါ်လာကိုငွေကျပ်9,800ကျော်တဲ့အထိမြင့်တက်သွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုမနေ့ကတည်းကကျပ်ငွေတန်ဖိုးတွေတဟုန်တို့ကျဆင်းသွားတဲ့အတွက်သွင်းကုန်တွေရဲ့ဈေးနှုန်းတွေဟာမတိမငိမ့်ဖြစ်ပြီးသွင်းကုန်တွေလည်းထပ်မံတင်သွင်းဖို့အခက်အခဲတွေဖြစ်နေသလိုအခုလိုဒေါ်လာဈေးတွေကအရှိန်ဟုန်နဲ့အပြောင်းလဲတွေဖြစ်ပြီးတဟုန်တို့မြင့်တက်နေတဲ့အတွက်သွင်းကုန်တွေဟာဒေါ်လာဈေးနဲ့လိုက်ပြီးသွင်းနေရတာဖြစ်တာကြောင့်ဒေါ်လာဈေးမြင့်လေပြည်သူတွေကကုန်စည်တွေကိုဈေးကြီးပေးစားရမယ့်သဘောဖြစ်သွားပြီလို့ UMSCCI အဖွဲ့ဝင်စီးပွားရေးသမားတို့ကရှင်းပြထားပါတယ်။လက်ရှိမြန်မာကျပ်ငွေဟာအင်းဒီဂျင်နိုင်ငံတွင်ရဲ့ငွေကြေးနဲ့နှိုင်းရှင်ရင်းနှောင်းစံချိန်တင်ထိုးကြနေတဲ့အတွက်ပြည်တွင်းစီးပွားရေးတစ်ခုလုံးကိုပါဂရက်ဆိုးရိုက်ခတ်နေပြီလို့ရန်ကုန်စီးပွားရေးအတိုင်းဝိုင်းကပြောထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လေကင်းတင်းနေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ